ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကျွန်တော်ယင်ထဲမှာခန်းစားလာတာလေးတခုရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ယင်ဖွင့်ပြီးတော့ကျွန်တော်စာလေးကျွန်တော်ရဲ့ Facebook မှာရေးလိုက်ပါတယ်ဗျအဲ့ဒါဘာလဲဆိုတော့ကဗျာလေးတခုပါကဗျာဆိုရင်လည်းမနေ့ကပြောတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကကဗျာသမားမဟုတ်ပါဘူးဒီလုံးဆက်လေးတွေလိုက်ဆက်ကြည့်ရင်ကနေပြီးတော့ကိုယ်ခန်းစားချက်တွေကိုထည့်လိုက်တာပါအဲကဗျာလေးကတော့ဘာလေးလဲဆိုတာစဉ်းစားကြပါဗျာနော်အဲကဗျာရဲ့ခေါင်းစဉ်ကတော့တရားအားထုတ်တရားအားထုတ်ပေါ့နော်တရားအားထုတ်အတိယအားထားပါ ီလိုပြောကြတာပေါ့နော်ပထမဆုံးပိုက်ကတော့တရုတ်ရင်တန်းပြစ်ခတ်ကျမ်းဒီအယံမိုက်တော်တက်မလို့အခုဒီနေ့ကြားကြတဲ့သတင်းမှာပဲတရုတ်ရင်တန်းကိုပြစ်လိုက်တယ်ပေါ့ဟာပြစ်လိုက်တာကိုဒီစစ်ဘောမအုပ်စုတွေကတော့အာဒါပြစ်တာမဟုတ်ပါဘူးစစ်တပ်ကပြစ်တာမဟုတ်ဘူးတက်မတော်ကပြစ်တာမဟုတ်ဘူးဆိုပြီးတော့ပြောနေကြတာပေါ့ဒါမင်းနဲ့သူတို့ရဲ့ပြောခွင့်ရသူကပဲသူတို့ပြစ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာညနေပိုင်းသတင်းမှတွေ့တာကတော့ ဒီတပ်မတော်ကပြစ်တယ်ပေါ့လေအဲ့တော့တရုတ်ရင်တန်းပြစ်ခတ်ကြမ်းသည်အယမ်းမိုက်တော့တပ်မတော်ပေါ့ဟိုဆိုင်ကယ်တွေကိုပြစ်တယ်အဲဆိုင်ကယ်မောင်းလာတဲ့ကလေးလေးတွေတေးတယ်ဗိုက်ကြီးတွေတေးတယ်ဒါပြစ်ချင်လို့ပြစ်နေတာပဲလေနေရာတိုင်းမှာပါပဲလေးနှစ်လရှိတော့ပါပြီအဆိုးဆုံးကာလတွေပါပဲအဲ့နောက်တစ်ပိုက်ကတော့တပ်မတော်သာပြစ်ခဲ့တာဟု မကြာချက်ချင်းဝန်ခံသည်ဆိုတော့မကြာချက်ချင်းကိုပေါ့ဝန်ခံလိုက်တယ်ဒီခါတလေကြလို့ရှိရင်တပ်မတော်ပြစ်တာမဟုတ်ဘူး တပည့်ရပစ်တာဆိုပြီးဒါမျိုးပြောတတ်တယ်ပေါ့နော်အဲဒီနေ့တော့ဝင်ခံလိုက်ပါပြီတရုတ်ရင်တန်းကိုပစ်တာဟာတံပရဝါပါဆိုပြီးဝင်ခံလိုက်တာပါအဲ့ဒီခါမှာဆိုလို့ရှိရင်ဒါဒီကိစ္စကတော့ဒါဒီဂလီယကိစ္စကူညီရင်လာတဲ့တရုတ်ရင်တန်းချက်ချင်းနေရင်တန်းကိုပစ်တဲ့ကိစ္စပေါ့နော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ရေးထားတာကတရုတ်ကြောက်ရဝင်ခံကြသည် နောက်မှကြားကန်နေသူမိုးအဲဒါလည်းဒီနေ့ဆိုလို့ရှိရင်ရုရှားနဲ့တရုတ်ဝယ်ရှိတော့တာပဲအိန္ဒိယလိုရှိမှာ ထိုင်းကလည်းနေနေပါနောက်ကကြားခံပြတာရှိတယ်အာဆီယံနိုင်ငံချို့ပေါ့ကျန်တဲ့နောက်နိုင်ငံတွေအမေရိကန်နောက်ဒီဥရောပနိုင်ငံတွေအားလုံးဘဲမှစစ်ကောင်စီကောင်းဆောင်လဲသွားလို့မရတော့ပါဘူးအဓိကကြားခံနေတာတရုတ်နိုင်ငံပဲအဲတရားအထုတ်တယ်တရုတ်ကြောက်ရတယ်ဆိုပြီးတော့အဲစစ်ကောင်စီရဲ့အရင်ဝင်ကြီးတူတူဖြစ်တဲ့ဥအောင်မင်းလဲတာပြောထားတာပဲလေပြစ်မိသူများသတိထားတော့တရားစီရင်ပြီးရော့ပြီတော့ပြစ်ပြစ်မိတဲ့သူတွေကတော့အဲဖမ်းပြီးတော့ပေါ့နော်မင်းတို့ ထောင်ချမယ်ဆိုပြီးတော့တရားစီရင်ခံရတော့မယ်ပြည်မိတဲ့စစ်သားတွေတပ်မှုတွေပေါ့နော်အဲ့မှာတာဝန်ကျတဲ့သူတွေဒါမျိုးကလည်းကျွန်တော်တို့အရင်တော့ရိုင်းကြတဲ့ကိစ္စတုန်းကလည်းလိန်တော့ကိုဝါလုံးတို့ဖော်လိုက်တဲ့မှုတုန်းကလည်းဒါရိုင်းကြ၁၀ရောက်ကိုတတ်လိုက်တယ်ဆိုပြီးတော့တရားစီရင်ခံခဲ့ရဘူးပါလေအဲ့လိုတရားစီရင်ခံခဲ့ရဘူးတုန်းကလည်းဒါလည်းကလည်းကြာကြာသွားပြီပေါ့လေအဒီလူတွေကိုဟိုတရားစီရင်လိုက်ထောင်ချလိုက်တယ်ဆိုပြောတယ်အပြင်မှာဒီစစ်သားတွေရရှိနေတယ်တပ်မှုတွေရရှိနေတယ်ဆိုပြီးနောက်ပိုင်းပြန်ပေါ်တာပါပဲ ဲ့တော့လုံချင်တယ်လို့လုံစီရလို့စီရင်ပြောချင်တယ်လို့ပြောနေအနေထားမှာဒါဒီနေ့ကတော့ဒါပြစ်ခတ်တဲ့သူတွေကိုရေးယူမဲ့ပုံတင်ကြတော့ရှိနေလို့အဲ့ဒါကိုခံစားမိပြီးတော့ရေးလိုက်တာပါဒါပေမဲ့ဒီလိုပဲပြစ်ခတ်တာတခုရှိတယ်နော်အဲ့ဒါပါလဲဆိုတော့ဝင်းနေမိတာယုံဆရာတော်ကြီးကိုပြစ်တတ်ခဲ့လို့ပြန်တော်မူခဲ့တာပါအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဆက်ရေးထားတာကတော့သို့တော်ဟိုခါဝင်းနေမိတာဆရာတော်များ ပြစ်ထားခဲ့တာ ကိုးလာကြလဲဘာမှမကြားတတ်သူများအားဖမ်းမထားသည်ယာဒူးလေးများတိုးပေးထားလျော့သလားဆိုတာအဆုံးသတ်ပါပြီဝင်းနေမီတယုံဆရာတော်ဘုရားကြီးကို မနစ်ကဒေါ်ဆန်းစုကြည်မွေးနေ့ပေါ့နော်ဂျွန်16မှာဒါတီဇန်ခုနှစ်ချက်ပြသက်ခံရေးဆရာတော်ယူ၅ချက်ထိပ်ပြီးခေါင်းထိပ်ပြီးတော့ပြန်လုံးနေမှုသွားခဲ့တာပါ အလူပါတဲ့ဆရာတော်ကပြန်လဲရှင်းပြခြင်းအရာဆိုရင်တော့ဒီဆရာတော်ကြီးကိုပြစ်တာစစ်တပ်ကလို့ပြောပါတယ်။နောက်နေစစ်တပ်ကလည်းဆရာတော်ကြီးကိုဟိုကြံခဲ့တဲ့ဆရာတော်ကြီးပေါ့နော်။ကြံခဲ့တဲ့ဆရာတော်ကြီးကိုအဲဆရာတော်ကြီးတို့ကိုပြစ်တာတပည့်တော်လို့မဟုတ်ဘူးလို့ပြောပါဖေ။ PDF တွေပြစ်တာပါဖေလို့ပြောခိုင်းတယ်။နောက်နေဆရာတော်ကြီးကတော့တန်ဃာတွေအများကြီးရှိမှာပဲ။စစ်တပ်ကပြစ်တာလို့ဆိုပြီးမိတ်တော်ပြလိုက်တော့သူတို့အချက်ပွဲသွားတာပေါ့နော်။အဲ့လိုပဲမကြခင်ကလည်းဒါအဂျာရီးယားသတင်းဌာနကနေပြီးတော့ ဝင်ဝင်ပေးလိုက်တဲ့အရာဇီးရာတိဋ္ဌာနာနေပြီးတော့အဲသူတို့ဒီအနေနဲ့ဘုံကျဲနေပြီးဒီငလျင်မကူညီပါဘူးဆိုပြီးတော့သတင်းထုတ်လိုက်တော့လေသူတို့ချက်ပွက်ခဲ့ဘူးတယ်ပေါ့နော်လိန်တော့လိန်တာပဲဒါပေမဲ့ဆရာတော်ကြီးတွေကငါတို့ဆရာတော်ကြီးတော်ပြန်တော်မူသွားတာငါလည်းဘုံကြီးပဲငါပါပဲဖြစ်ဖြစ်ဖမ်းချင်ဖမ်းတတ်ချင်တတ်ငါတို့အမှန်တိုင်းပြောမယ်ဆိုပြီးပြောခဲ့ပြီလို့သာဒါပေမဲ့လည်းဟိုတကယ်တမ်းရွာတွေမိရှို့တတ်တဲ့လူတွေကိုနောက်ပိုင်းမှာယာတူးတူးနေပြန်တွေ့ရတယ်လို့တော်တော်များများကြားပါတယ် ကာမပြုကျင့်နဲ့နာမည်ကြီးတဲ့ဒီတပ်မှုတွေသူတို့လုံးခိုင်းရင်လိုခိုင်းတတ်ချင်လိုတတ်ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်ခဲ့တဲ့လူတွေဆိုရင်ဓာတ်တူပေးတယ်ဆိုတဲ့ဥစ္စာတွေကနားလည်းမဆန်းအောင်ကြားရတာပေါ့နော်စီဗီယန်တပ်မှုတွေကလည်းပြောတယ်လက်နဲ့ချတဲ့သုံးပန်းစစ်သားတွေလည်းပြောတာကြားဘူးတော့အဲ့တော့အခုလည်းဝင်းနေမီတာရုံဆရာတော်ဘုရားကြီးကို ပြစ်ခဲ့တဲ့ဖွဲ့တွေများယာဓုနေများတူးနေပြီလားဆိုပြီးစဉ်းစားမိပြီးရေးလိုက်တာပါတရုတ်ရင်နံပြစ်ခတ် မှုကနေပြီးတော့နောက်ဆက်တွဲကျွန်တော်တွေးမိတဲ့အတွေးလေးတွေကိုဒီစာလေးနဲ့ရေးသားတင်ပြလိုက်တာပါဟုတ်ကဲ့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ